ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူဝမန်ချင်းကနေကြိုဆိုပါတယ်ဆိုတော့နွေရာသီအပြောင်းရွှေ့မှာနိပြအပြောင်းလဲတွေနဲ့တူရီယမ်ထရစ်မှာကစားမအပြောင်းလဲတွေလည်းရှိဖို့เนาะသတင်းတွေကျွန်တော်တခြားထွက်နေတယ်ဒီတဲကမှဘာပီဘယ်လင်ဂန်ဗီနီရှစ်ဂျူနီယာတို့ရဲ့နောက်မှာနေရာရဖို့ပဲရှိတော့တယ်ဆိုပြီးတော့ပြောခံနေရတဲ့ရူဒရီကိုလည်းပါတယ်ဆိုတော့ရူဒရီကိုကတော့နွေရာသီအပြောင်းရွှေ့မှာသူ့အနေနဲ့လက်လွတ်ဖို့မရှိဘူးဆိုပြီးတော့နိပြတစ်ဖြစ်တဲ့ဂျာဗီအလွန်ဆိုကလည်း ပြန်ပြီးတော့တုံ့ပြန်ထားတယ်။ဒါပေမဲ့လို့ပေါ့နော် Real Madrid ကဒီကစားမပြည်သူကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတဲ့အသင်းတွေကျွန်တော်ရှိတယ်။ဆိုတော့ဟိုဒီ Rodrigo နဲ့ပတ်သက်လို့ Arsenal ကအမှန်ကန်ခေါ်ဖို့အတွက်စိတ်ဝင်စားနေတဲ့နေရာမှာပါတယ်။ဒါအပြင် Arsenal က Rodrigo အပြင်ကိုပဲလက်ရှိ Leipzig ရဲ့ Benjamin Sesko တို့เนาะပြီးလို့ရှိရင် အဲစပိုရင်းလစ်ပွန်ရဲ့ဗီတာဂူကရက်စတုနဲ့ပတ်သက်လို့ဒီရက်ပိုင်းမှာလည်းတောက်လျှောက်သတင်းတွေကျွန်တော်တို့ထွက်နေတယ်။ဆိုတော့ရိုဒရီဂိုဟာအာဆင်နယ်ကိုပြောင်းလာနိုင်ချေရှိသလားပေါ့။ဒီနေရာမှာတော့နီးပြကိုယ်တိုင်ကတော့လက်မလွတ်ချင်ဘူးပေါ့။ဒါပေမဲ့လို့ရီယယ်မက်ထရစ်ရဲ့ဘက်ကအလွန်ဆိုရဲ့အောက်ကစားကွက်နဲ့ကစားသမားစရင်းတွေကိုပြောင်းလဲဖို့เนาะကျွန်တော်ဖြစ်တဲ့အနေအထားတစ်ခုကြီးပြောင်းလဲဖို့ရှိနေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့အရင်မှလည်းအန်ရီတိုလူကစားမားတွေအာဂျီဂူလာလူကစားမားတွေရှိနေတော့ရိုဒရီဂိုကိုရိုက်ဝင်းမှာတုံးတာက ဒါအချင်းကြီးနဲကောင်းပို့ပြီးတော့နဲလာနေနေဆိုတဲ့သတင်းတွေထွက်နေတယ်။ဒါကြောင့်လေဒီကစားမကအန်ချလော့တီထွက်သွားအပြီးမှာအသင်းကနေထွက်သွားနိုင်နေဆိုတဲ့သတင်းတွေနဲ့အတူအာဆင်နယ်ကိုပြောင်းမယ်ဆိုတဲ့သတင်းတွေထွက်လာတာ။နီးပြားဖြစ်သူအလွန်ဆိုကတော့လုံးဝဒီရိုဒရီဂိုကိုလက်မလွတ်ချင်ဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဟိုကျွန်တော်ကတော့ရိုဒရီဂိုအနေနဲ့ Real Madrid ကပေါ့နော်ဒီဒီတိုင်းကြီး okay ငါတို့တော့မင်းကိုထွက်ချင်ထွက်ခွင့်ထွက်ခွင့်ပေးတော့မယ်เนาะအချိန်တက်ပြီလို့ထင်နေပါညာပြောလာမှပဲသူထွက်လိမ့်မယ်လို့ထင်နေတယ် ီပုံစံတိုင်းဆိုလို့ရှင်တော့သူထွက်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဟောဟိုရီယယ်မက်ထရစ်မှာဘာပေရှိမယ်၊ဗီနီရှဲဂျူနီယာရှိမယ်၊ဘဲလင်ဂန်ရှိမယ်။ဒါပေမဲ့လည်းလို့ဗျာရူဒရီဂိုတို့ဘာလို့လဲတောင်ပေါ်မှာကောင်းကောင်းတုံးလို့ရတယ်။ရူဒရီဂိုဆိုလို့ရှင် right wing left wing နှစ်နေရာစလုံးကိုကောင်းကောင်းကစားနိုင်တဲ့သူ။ဟောခုနကပြောတဲ့အာတဂူလာတို့ဘာလို့ဆိုတာကကွင်းလေနံပါတ်10တို့ဒီမှာကစားနိုင်တဲ့ right wing မှာကစားနိုင်တဲ့ဒါပေမဲ့လို့အသက်ငယ်သေးတော့နော်လက်ရှိရူဒရီဂိုတို့လိုမျိုး senior player ဟုတ်မနေသေးတော့အလွန်ဆိုပါ ရိုဒရီကိုကိုကျော်ပြီးတော့သူတို့ကိုတော့မှမလား100%တေချာခြင်းတော့ကျွန်တော်မရှိဘူးဒါကြောင့်ဒီဘရာဇီးတိုက်စစ်တောင်ပံကစားမဖြစ်တဲ့ရိုဒရီကိုကိုရီယယ်မထရစ်ကနေပြီးတော့ထွက်ခွာခွင့်ပြုဖို့ရှိတယ်ဆိုတာကဖြစ်နိုင်ခြေကအတိုင်းအတာတကူတည်းနဲလာပြီဆိုပြီးတော့ကျွန်တော်သိရတယ်တိုးပေမဲ့လည်းလို့ပေါ့နော်အာဆင်နယ်ရဲ့ကျိုးပန်းမှုအပေါ်လဲမူတည်နိုင်တယ်အာဆင်နယ်ကတော့ရိုဒရီကိုနဲ့တင်းထွက်တယ်ဆိုတာချက်ဒီဘီတာဂူခရက်ပေါ့နော်ပြီးလို့ရှိရင်လိုက်ပ်စ်ဘင်ဂျမင်ဆက်စကိုဒီကစားမိုင်းနဲ့တင်းထွက်ပို့ပြီးတော့များတယ် ဆက်ကူဆိုလို့ရှိရင်အခုလက်ရှိအာဆင်နယ်ဘက်ကအမှန်ကန်ခေါ်ဖို့အတွက်ကြိုးပမ်းမှုတွေရှိနေပြီဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားနေရတယ်။ဒါကြောင့်ပါတော့ဒီရူဒရီဂိုရဲ့အပြောင်းရွှေ့ကတော့အာဆင်နယ်ဟာမာတီနယ်လူတွေရဲ့နေရာကိုကျွန်တော်တို့ကအစားထုတ်ဖို့ကြိုးပမ်းတာမျိုးတို့ဘာလို့ဆိုရင်တော့ဖြစ်နိုင်တယ်။အဓိကကအာဆင်နယ်ကဒီဆက်စကူတို့ကိုခေါ်ဖို့အတွက်ကြိုးပမ်းရုံနဲ့မကဘူး။သူတို့ကဘာစီလိုနာကပေါ့နော်မာတီနယ်လီကိုစိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်တို့သတင်းတွေကလည်းထွက်နေတာအကယ်လို့ပြန်မာတီနယ်လီတို့ဘာလို့ကိုလက်လွှတ်ရမယ်ဆိုလို့ရှိရင် လက်မလို့တောင်မှထပ်ပြီးတော့တောင်မှကစားမတရက်ကိုဒါအစားထိုးမယ်ဆိုလို့ရှိရင်ရိုဒရီဂိုတို့ဘာလို့ ਨੇ ဒါပြန်ပြီးတော့ခေါ်ဖို့ကြိုးပမ်းနိုင်မှုလဲပြေကောင်းဖြစ်နိုင်တာပဲဆိုတော့ဒါကြောင့်ဗောနော်အာဆင်နယ်ဘက်ကတော့နွေရာသီအပြောင်းအရွှေ့မှာအမှန်ကန်အပြောင်းလဲတွေလုပ်ဖို့ရှိတယ်ဆိုတော့ဒါကြောင့်တင်းနေကျွန်တော်ထွက်နေတာပေါ့လေကစားမမျိုးစုံ ਨੇ ဒါပေမဲ့လို့ဒီတဲ့မှမှရိုဒရီဂိုဟာသူတို့ခေါ်ဖို့အတွက်တော်တော်ကိုခဲရင်မဲ့ကစားသမားပါတိုးတိုးလည်းပဲအာတီတာရဲ့လာမယ့်ယာတီအတွက်အကောင်းဆုံးပြင်ဆင်တဲ့အနေနဲ့ဤဒူရူဘာလို့ဥဆောင်တဲ့ဖွဲ့တွေက စားမဆင်းနေကိုအမှန်ကန်အပြောင်းအလဲတွေလုပ်ပြီးဖို့သူတို့ကြိုးပမ်းနေတယ်။အဲကြောင့်တရင်ချင်းမြစ်တွေကလက်ရှိ Real Madrid ကနေပြီးတော့သူတို့အလွန်ဆိုရောက်လာ Real Madrid ကိုအလွန်ဆိုရောက်လာအပြီးမှာနီးပြားကလက်မလွတ်ချင်ဘူးဆိုပြီးမဲ့လို့ပေါ့နော်။ကန်လှမ်းတဲ့အသင်းတွေရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ Rodrigo ကို Real Madrid ကလက်လွတ်ကောင်းလက်လွတ်သွားနိုင်တယ်။ဒီမှာလည်း Arsenal ရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့တရင်တွေကကျွန်တော်တို့ထွက်လာတယ်။ Arsenal တင်းရဲ့ပြည်သက်တီနေရော Martinelli တို့ Trossard တို့နှစ်ယောက်ထဲကတစ်ယောက်ကိုလက်လွတ်ပြီးတော့ Rodrigo နဲ့ Arsenal ားဖြည့်သွားလိမ့်မယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်